ခေါင်းဟိုမြောင်ငါဝေကြက်တန်း250လောက်ထိပေးရတဲ့ကမ္ဘာဈေးကြီးဆုံးကြောင်လေးကောင်ပြည်သူများအားလုံးပဲမင်္ဂလာပါ။ဘွာလွားကဒူဂျာဆန်ပြာကြောင်းရများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြီးတော့ channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကမ္ဘာဈေးကြီးဆုံးကြောင်မျိုးစိတ်၄ခုကိုတင်ဆက်ပေးသွားမှာပါ။ဒီကြောင်တွေဟာရှားပါမှုမျိုးရိုးပီစားနဲ့မွေးမြူရေးခက်ခဲမှုကြောင့်ဈေးကြီးရတာဖြစ်ပါတယ်။နံပါတ်1အာရှရာအာရှရာကက်ကမ္ဘာဈေးကြီးဆုံး hybrid ကြောင်အာရှရာကြောင်ဟာကမ္ဘာဈေးကြီးဆုံးကြောင်မျိုးစိတ်ဖြစ်ပြီးအာဖရိကစာပဲ အာရှလီယိုဘက်ကြောင်တဲ့အိမ်ကြောင်တို့ရောဆက်မွေးမြူထားတဲ့ hybrid မျိုးစိတ်ပါဈေးနှုန်းကတော့တစ်ကောင်ကိုဒေါ်လာ15000ကနေ13500အထိရှိပါတယ်ဒီကြောင်တွေကမွေးမြူရေးမှာခက်ခဲပြီးရှားပါတဲ့မျိုးရိုးဗီဇရှိရာကြောင့်ဈေးကြီးရတာပါအာရှရာဟာခန္ဓာကိုယ်ကြီးမားပြီးလီယိုဘက်လိုအဆက်ပြောက်ပုံစံရှိပါတယ်သူတို့ဟာစွမ်းရည်ပြေဝဉာဏ်ရည်ထက်မြက်ပြီးလူနဲ့ဆက်ဆံရတာကြိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့သားရဲဗီဇကြောင့်အထူးကူးဆိုင်မှုလိုအပ်ပါတယ်အာရှရာကိုအမေရိကရဲ့ lifestyle pack ကုမ္ပဏီက 2009နှစ်များမှာစတင်မိတ်ဆက်ခဲ့ပါတယ်ဒီကြောင့်လည်းအသက်15နှစ်ခန့်ရှည်လျားပြီးကျမ်းမာရေးကောင်းမွန်ပါတယ်ဒါပေမဲ့ဈေးကြီးလို့နာကြောင့်အချမ်းသာဆုံးသူတွေသာဝယ်ယူနိုင်ကြပါတယ်နံပါတ်1စာပဲစာပနာကတ်အမြင့်ဆုံးအိမ်ကြောင်စာပဲကြောင်ဟာအာဖရိကစာပဲနဲ့အိမ်ကြောင်ရောဆက်ထားတဲ့ hybrid မျိုးစိတ်ဖြစ်ပြီးဈေးကြီးဆုံးကြောင်နေတဲ့ဒုတိယအဆင့်မှာရှိပါတယ်၎င်းရဲ့ဈေးနှုန်းကဒေါ်လာ1000ကနေ9000အထိရှိပါတယ်ဒီကြောင်တွေကဂင်းနစ်မှတ်တမ်းဝင်အရှည်ဆုံးအိမ်ကြောင်မျိုးစိတ်ဖြစ်ပြီးအမြင့်43စင်တီမီတာကျော်နိုင်ပါတယ် ဒီကြောင့်နေရာအဆက်ပြောက်ပုံစံရှိပြီးခန္ဓာကိုယ်ကရှည်လျားပြီးပေါ့ပါပါတယ်သူတို့ဟာစွမ်းရင်ပြေးဝါစာနဲ့ခုံနိုင်ပြီးလူနဲ့ဆက်ဆံရတာကြိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့သားရဲဗီဇာကြောင့်ကျွမ်းကျင်တဲ့ပန်ရှင်လိုအပ်ပါတယ်ဆာဗီယာ1980ခုနှစ်များမှာစတင်မွေးမြူခဲ့ပြီးအစ်မမြင့်မျိုးရိုးဗီဇာရှိပါတယ်ဆက်ဆံနှစ်ကနေ20နှစ်ခန့်ရှိပြီးရမကြီးကောင်းမွန်တဲ့ကြောင်မျိုးစိတ်ဖြစ်ပါတယ်နံပါတ်3ဘန်ကယ်ဘန်ကယ်ကတ်ဘန်ကယ်ကြောင်ဟာအာရှလီယိုဘတ်ကြောင်နဲ့အိမ်ကြောင်ရောဆက်ထားတဲ့မျိုးစိတ်ဖြစ်ပြီးဈေးကြီးဆုံးကြောင်တွေတက်တရအဆင့်မှာရှိပါတယ် ဈေးနှုန်းကဒေါ်လာ1000ကနေ2500လောက်ထိရှိနိုင်ပါတယ်။ဒီကြောင့်တွေကလီယိုပတ်လိုမျိုးအဆက်ပြောက်ပုံစံမျိုးရှိပြီးအမွေးတွေကနူးညံ့ပါတယ်။ရံဘေရစွမ်းရည်ပြေဝလိုညံရည်ထက်မြက်ပြီးလူနဲ့ကစားရတာကြိုက်ပါတယ်။သူတို့ကရေကူးရတာကိုတောင်နှစ်သက်တဲ့ထူးခြားတဲ့ကြောင်မျိုးပါ။ဒါပေမဲ့မွေးမျိုးရေးခက်ခဲမှုနဲ့အဆင့်မြင့်မျိုးရိုးဗီဇကြောင့်ဈေးကြီးပါတယ်။ဘန်ကေယာ1960ခုနှစ်များမှာစတင်မွေးမျိုးခဲ့ပြီးအသက်16နှစ်လောက်ထိရှည်ကြပါတယ်။နံပါတ်၄စပင်စပင်ကအမွေးမရှိတဲ့ကြောင်စပင်ကြောင်ဟာအမွေးမရှိတဲ့ထူးခြားတဲ့မျိုးစိတ်ဖြစ်ပြီး ဒေကြီးသုံးကြောင်တွေထဲမှာပါဝင်ပါတယ်ဒီကြောင်တွေဟာမျိုးပြည်စာပြောင်းလဲမှုကြောင့်အမွေးမရှိပဲအရေပြားကနူးညံ့ပြီးတွန့်လျက်ရှိပါတယ်စပင်ဟာလူနဲ့နီးစပ်ရတာကြိုက်ပြီးဖြစ်စရာကောင်းတဲ့အပြုအမူရှိပါတယ်ဒါပေမဲ့အမွေးမရှိတာကြောင့်ရေချိုးပေးဖို့မကြာခဏလိုအပ်ပါတယ်သူတို့ဟာအနွေးတက်ကိုနှစ်သက်ပြီးအိမ်ထဲမှာနေရတာပုံကြိုက်ကြပါတယ်စပင်ဟာ1960ခုနှစ်များမှာကနေဒါမှာစတင်တွေ့ရှိခဲ့ပြီးအသက်15နှစ်ခန့်ရှည်ကြပါတယ်ဒီကြောင်တစ်ကောင်ရဲ့ဈေးနှုန်းကဒေါ်လာ1800ကနေ1000လောက်ထိရှိနိုင်ကြောင်းပါသုံးထည်ကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်